အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုဘွားကိုပိုင်ဆိုင်နိုင်ဖို့အတွက်လိုအပ်တဲ့အရာတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကိုဘွားကိုပိုင်ဆိုင်ပြီးအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ဆိုရင် အောက်ပါချက်တွေကအထောက်အကူဖြစ်စေပါလိမ့်မယ်နံပါတ်တစ်ခုကိုကိုနားလည်ခြင်းကိုရဲ့စိတ်ဝင်စားမှုကိုရဲ့အားသာချက် ကိုရဲ့အားနည်းချက် ကိုရဲ့ဖြစ်တည်မှုစတာတွေကို နားလည်ဖို့လိုအပ်ပါတယ်ဥပမာငါဘာကိုလှုပ်ချင်လဲဘယ်အရာကငါ့ကိုပျော်ရွှင်စေလဲဆိုတာကို အမြဲမေးဖို့လိုအပ်ပါတယ်။နံပါတ်1ရည်မှန်းချက်ထားရှိခြင်းဘဝမှာရေတိုနဲ့ရေရှည်ရည်မှန်းချက်တွေကိုတတ်တတ်မတ်မတ်ချမှတ်ဖို့လိုအပ်ပါတယ်။ဥပမာဒီနှစ်အတွင်းဒီစွမ်းရည်တစ်ခုကိုတင်ယူမဲနောက်၅နှစ်အတွင်းဒီအဆင့်ကိုရောက်ရမယ်စသဖြင့်ပန်းတိုင်လေးတွေထားရှိဖို့လိုအပ်ပါတယ်။နံပါတ်3ဆုံးဖြတ်ချက်ချနိုင်စွာကိုယ်ဘဝအတွက်ရွေးချယ်မှုတိုင်းကို ကိုယ်ကိုယ်တိုင်တာဝန်ယူပြီးဆုံးဖြတ်နိုင်ဖို့လိုပါတယ်။ကိုယ့်ရဲ့အမှားတွေကနေတင်ယူဖို့မကြောက်ပါနဲ့ အမားဆိုတာကိုဘဝကို ပိုတံပိုးရှိလာဖို့အတွက်ပိုရင်းကျက်စီလာဖို့အတွက်အကောင်းဆုံးသောဆုလက်တစ်ခုပဲဖြစ်ပါတယ်။နံပါတ်၄ငွေကြေးစီမံခန့်ခွဲနိုင်မှုကိုယ့်ရဲ့ဝင်ငွေထွက်ငွေစုဆောင်းငွေနဲ့ယင်းနှိမ့်နှံမှုတွေကိုအလေးထားပြီးစီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ငွေကြေးလွတ်လပ်မှုရှိမှသာကိုယ့်ရဲ့ဘဝကိုလွတ်လွတ်လပ်လပ်ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။နံပါတ်၅စိတ်ပိုင်းဆိုင်ရာခိုင်မာမှု ဘဝမှာစိတ်ဖိစီးမှုအတားဆီးဝေဖန်မှုစတာတွေကိုရင်ဆိုင်နိုင်ဖို့အတွက်စိတ်တက်ကြန့်ခိုင်အောင်လေ့ကျင့်ဖို့လိုအပ်ပါတယ်။အထူးသဖြင့်အနုလက္ခဏာဆန်တဲ့သူတွေရဲ့အကြံဉာဏ်ကိုဂရုမစိုက်ဖို့နဲ့လစ်လျူရှုတတ်ဖို့လိုအပ်ပါတယ်။နံပါတ်6ပညာနဲ့အရေးချင်းမြင့်တင်ခြင်းကိုလိုချင်တဲ့ဘဝအတွက်လိုအပ်တဲ့ပညာလိုအပ်တဲ့ကျွမ်းကျင်မှုတွေကိုအမြဲတင်ယူပါဥပမာဘာသာစကားအသစ်တင်ယူတာမျိုးဆက်သွယ်ရေးစွမ်းရည်တွေကိုတိုးတက်အောင်လုပ်တာမျိုးစတာတွေကိုတင်ယူဖို့လိုအပ်ပါတယ် နဘက်ခုနဲ့လူမှုဆက်ဆံရေးကိုယ့်ရဲ့ဘဝမှာအားကိုးဖို့ကောင်းတဲ့သူတွေကိုယ့်ရဲ့ဆရာတွေကိုယ့်ရဲ့အသီးမိတ်ဆွေတွေအပေါ်မှာကောင်းမွန်စွာဆက်ဆံတတ်ဖို့လိုအပ်ပါတယ်အထူးသဖြင့်ကိုယ့်ကိုအထောက်အကူဖြစ်စေမဲ့အသင်းဖွဲ့တွေအစုအယုံတွေမှာ ပါဝင်ဖို့လိုအပ်ပါတယ်နဘက်ရှိကျမ်းမာရေးနဲ့ညီညွတ်မြတ်တမှုကိုယ့်ရဲ့ကိုယ်ခန္ဓာနဲ့စိတ်ချမ်းသာမှုကိုမပျက်စီးအောင်ဂရုစိုက်ပါအလုံးနဲ့ဘဝကြမှာဟန်ချက်ညီအောင် ထိမ့်သိမ့်ပါ ဘဝမှာကျမ်းမာရေးမကောင်းရင် ကိုဖြစ်ချင်တာတွေကဖြစ်လာမှာမဟုတ်ဘူး။နံပါတ်6တာဝန်ယူမှုနဲ့စီကံရှိမှု ကိုယ့်ရဲ့ရွေးချယ်မှုတိုင်းအတွက်တာဝန်ယူတတ်ဖို့လိုပါတယ်။ဘဝမှာဘယ်အရာမဆိုစီကံရှိပြီးအဆက်မပြတ်ကြိုးစားမယ်ဆိုရင်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။နံပါတ်10လွတ်လပ်စွာစဉ်းစားတတ်မှုလူတွေပါပြောပြောကိုယ့်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုကိုယ်ကိုယ်တိုင်ချမှတ်ပါ။အလွယ်လမ်းမရွေးဘဲကိုယ်တန်ဖိုးနဲ့ကိုယ်ရည်တည်ပါ။ ကိုဘဝကိုပိုင်ဆိုင်ဖို့ဆိုတာကိုရွေးချယ်မှုတွေကိုကိုယ်တိုင်ထိန်းချုပ်နိုင်ခြင်းပါပဲဒီအချက်တွေကိုအခြေခံပြီးကိုဘဝကိုတဖြည်းဖြည်းတိဆောက်သွားနိုင်မယ်ဆိုရင်အနာဂတ်မှာကိုဘဝကိုလွတ်လပ်စွာဖြတ်တန်းနိုင်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်